်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူစစ်မြေပြင်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်နေတယ်လို့နေပြည်တော်စစ်ဘုတ်ချုပ်တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကြောက်ဖြူစစ်မြေပြင်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်နေတဲ့ဆိုတဲ့သတင်းဟာနေပြည်တော်ရှိစစ်ဗိုလ်ချုပ်အစ်စစ်မြေအရာရှိတွေကိုပြင်းပြင်းထန်ထန်တုံ့လောက်သွားစေခဲ့ပါတယ်။တချို့သတင်းရင်းမြစ်တွေများအရအမေရိကန်ဘက်ကနေနမိတ်အနီးကနေရာများမှာစီးရီးလက်ကျင့်ကန်အနေနဲ့စစ်ဆေးမှုများပြုလုပ်နေတယ်ဆိုပေမယ့်မြန်မာစစ်တပ်ဘက်ကတော့အမေရိကန်တပ်ဖွဲ့တွေတိုက်ခိုက်မှုအတွေ့အသင့်ဖြစ်နေတယ်ဆိုတဲ့ခန့်စားချက်နဲ့ကြီးမားတဲ့စိုးရိမ်မှုရှိလာနေပြီဖြစ်ပါတယ်။စစ်တပ်အတွင်းမှအကြောင်းညာတည်သူတအူကကြောက်ဖြူအနီးမှာ တောင်တန်းနဲ့နမိတ်တလျှောက်လေရင်သုံးစစ်စီရေးတွေလေးလာရေးဖွဲ့တွေကိုတွေ့မြင်ရတယ်။တချို့နေရာတွေမှာတော့အမေရိကန်တပ်ဖွဲ့တွေအနေနဲ့တဲယူပစ္စည်းတွေချထားတယ်လို့မျိုးပြန့်နှံ့နေတယ်လို့ပြောကြားခဲ့တာဟာနေပြည်တော်အထက်သတင်းကပြန်သွားခဲ့တယ်။အခြားသတင်းရင်းမြစ်အချို့ကတော့အမေရိကန်တပ်ဘက်ကတိုက်ခိုက်ဖို့မလုပ်ဘဲ AA တပ်ဖွဲ့နဲ့ပူးပေါင်းပြီးစစ်ရေးအထောက်ပံ့ပေးနေတာဖြစ်နိုင်တယ်လို့ဆိုကြတော့လဲ စစ်ကောင်စီဘက်ကတော့အဲ့ဒီအကြောင်းအရာကိုနိုင်ငံတကာအဖွဲ့အစည်းတွေကနိုင်ငံတွင်းသို့ဝင်လာတဲ့လက်နက်အကူအညီလိုတုံ့သက်နေတာဖြစ်တဲ့နောက်ဆုံးတချို့အရာတွေကနေပြည်တော်ထဲမှာတင်ပြနေကြတာကတော့ကြောက်ဖြူကအမေရိကန်တပ်နဲ့အေအေတပ်တွေပူးပေါင်းဆစ်ဆင်နေတယ်။ဒါကတကယ်ဖြစ်လာမယ်ဆိုရင်မြန်မာတမိုင်းအတွက်အကြီးဆုံးပြောင်းလဲမှုတစ်ခုဖြစ်မယ်လို့ဆိုကြတာဖြစ်တယ်။အဲ့ဒီပြောဆိုချက်တွေကြောင့်ပဲနေပြည်တော်မှာလုံခြုံရေးအဆင့်မြင့်တင်မှုလေယာဉ်များပြန့်တန်းမှုနေနမိတ်စစ်အဖွဲ့အစည်းများပြန်လည်ကောင်းဆောင်ခြင်း စသဖြင့်စီးရီးအဆင့်တက်တက်မတက်တက်လှုံ့ရှားမှုတွေစတင်လာပြီးဖြစ်တယ်။ထို့ပြင်တရေအရအမေရိကန်အနေနဲ့လေးလာရေးအဖွဲ့တပွဲကိုအင်ဒိုနီးရှားနဲ့ဘင်္ဂလားဒေ့ရှ်နဲ့နမိတ်ညားမှတက်စေစီးရီးသဘောတရားနဲ့အခြေခံအချက်အလက်များလေ့လာဖို့ပေးဖို့ထားတယ်လို့သိရပြီး ထိုခွေဟာမြန်မာနယ်နိမိတ်အနီးသို့သွားရောက်ကြီးရှုမှုတွေလှုပ်ဆောင်နေတယ်လို့သတင်းထွက်နေပါတယ်။နေပြည်တော်ရှိစစ်ဗိုလ်ချုပ်များအနီးနဲ့တော့အမေရိကန်တပ်ဝင်လာတာအပြင်းအစင်တစ်ခုတည်းမဟုတ်။နောက်ွယ်ကနိုင်ငံရေးဖိအားနဲ့ပတ်သက်တယ်လို့ပြောကြားနေကြပြီးတချို့ကတော့တကယ်ပဲအမေရိကန်တပ်ဖွဲ့ဝင်တွေမြန်မာပြည်နယ်နိမိတ်အတွင်ထောက်ခံရေးနဲ့စစ်စစ်ရေးအကူအညီပေးနေတာဖြစ်လာမယ်ဆိုရင်နိုင်ငံကဖြစ်ဖြစ်အသည့်တစ်ခုဖြစ်လာနိုင်မယ်လို့သုံးသပ်နေကြပါတယ်။အခုလိုသတင်းတွေကြောင့်နေပြည်တော်ဘက်ကစစ်ရေးအဖွဲ့များသည်လေရင်တပ်ဖွဲ့များကိုတီးတက်တရီပေးထားပြီးကြောက်ဖြူပေါက်တော့အရက်ဖတ်တလျှောက်တွင် စစ်အထောက်အပံ့ရေးလေးလာမှုများပြုလုပ်နေတာသိရပါတယ်။သတင်းစကားနဲ့မေးမြန်းခြင်းအဖြစ်အမေရိကန်တပ်မတ်ရုံးကိုမေးမြန်းရန်အမေရိကန်တပ်ဖွဲ့များသည်မြန်မာနိုင်ငံအတွင်းပြည်သူစစ်ရေးလှုပ်ရှားမှုမှမပါဝင်ပါဟုထုတ်ပြန်ခဲ့တော်လဲနေပြည်တော်ကစစ်ဗိုလ်ချုပ်များအတွက်တော့အဲ့ဒီစကားဝိုက်ဟာလုံးဝအပြောဆိုထက်အကောင့်ထဲပုံမှုကပိုဆိုးရုံပွဲဖြစ်လာနေပါပြီ။မြမချီနေဟာအခုချိန်မှထိုင်းနိုင်ငံနဲ့ရခိုင်တောင်ပိုင်းတက်လျှောက်စစ်ရေးသွေးထွက်သွေးဆိုးနေတာကြောင့် ိုင်ငံတကာအဖွဲ့အစည်းများကလည်းစစ်ကောင်စီအပေါ်အပြင်းထန်ဖိအားပေးနေကြပြီးအဲဒီနောက်ခံအခြေအနေထဲမှာအမေရိကန်တပ်ဝင်လာတဲ့ဆိုတဲ့တဲ့ဟာနေပြည်တော်အတွက်မျှော်လင့်ချက်တစ်ခုလည်းဖြစ်နိုင်ပြီးစိုးရိမ်မှုအကြီးဆုံးတစ်ခုလည်းဖြစ်နေပြီဖြစ်ပါတယ် နေပြည်တော်မှာတော့နိုင်ငံရေးပုဂ္ဂိုလ်တအူးကအမေရိကန်တပ်ဖွဲ့တွေလာဖို့မဖြစ်နိုင်ပါဒါပေမဲ့နေပြည်တော်ဘက်ကကြောက်နေတဲ့အကြောင်းကစစ်အာဏာရှင်တဆုအနေနဲ့ဖြူသူအကြာစစ်ရေးအထောက်အကူနဲ့ပဲနိုင်ငံတကာအကူအညီကိုမြင်နေတဲ့စိတ်ဝင်စားမှုကြောင့်ဖြစ်တယ်လို့သုံးသပ်ခဲ့ပါတယ်ဒါပေမဲ့စစ်မြေပြင်ကြောက်ဖြူမှာဖြစ်နေတဲ့လှုပ်ရှားမှုများကတော့နေပြည်တော်အတွက်မသက်တောက်မသက်သာဖြစ်နေပြီးတကယ်ပဲအမေရိကန်တပ်ဖွဲ့များကထောက်ခံမှုတစ်စိတ်တစ်ပိုင်းပေးနေတယ်ဆိုရင် မြန်မာစီရင်အခင်းချင်းဟာပြေဝသောအပြောင်းလဲတစ်ခုကိုတက်ရောက်လာနိုင်တယ်ဆိုတာသမိုင်းကပြသနေပါတယ်။ဆက်လက်ပြီး TNL နဲ့အပြည့်ရပြီးနောက် AA ထိန်းချုပ်ဒေတာကိုစစ်ကောင်စီလေးကြောင့်အရှိန်မြင့်တိုက်ခိုင်းစစ်ကောင်စီရပိုသတိပြုဖို့ AA သတိပေး။နှစ်ရက်အတွင်း AA ထိန်းချုပ်မြို့နယ်6ခုကိုလေးကြောင့်တိုက်လို့အရက်သား12ဦးသေ30ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းမြောက်မှာပြည့်ရက်ဆဲပြီးနောက်စစ်ကောင်စီကအာရကဒေတာကိုလေးချောင်းတိုက်ခိုက်မှုအရှိန်နှင်းလုံးဆောင်လာကြောင်းတောင်းတက်မတော် TNL ကိုကန့်တက်မတော် MNDAA တို့ရဲ့မဟာမိတ်ဖြစ်တဲ့အာရကတပ်တော် AA ကဒီကနေ့အောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။စစ်ရေးနိုင်ငံရေးအပါအဝင်အဖက်ဖက်ကရှုံ့နှိမ့်နေတဲ့စစ်ကောင်စီဟာ2025ခုနှစ်အတွင်းရှမ်းမြောက်ဒေတာမှာအပြစ်ခတ်ရဲစဲရိတ်ကိုဤနောက်မဟာမိတ်၃ဖွဲ့ထဲမှ၂ဖွဲ့ဖြစ်တဲ့ ကိုကန့်တအောင်အဖွဲစီတို့နဲ့မရှိမနောင်ပြုတ်လုံနိုင်ခဲ့ပေမယ့်မြန်မာပြည်သူတွေအပေါ်နေစဉ်ကျူးလွန်နေသောစစ်ရာဇဝတ်မှုများမှာရောကြသွားခြင်းမရှိပေအရက်ကဒေတာမှတာမကမြန်မာတိုင်းနိုင်ငံလုံးအနှံ့ပြားမှအပြစ်မဲ့အယက်သားပြည်သူလူထုများအပေါ်စစ်ရာဇဝတ်မှုများကိုလက်ရဲဆက်ရဲဆက်လက်ကျူးလွန်နေစေဖြစ်တယ်လို့ဖော်ပြပါတယ်ရှမ်းမြောက်ဒေသမှာပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ထိုးစစ်ဟာအပြစ်ရစဲမှုပြုလုပ်ပြီးချိန်မှာသူတို့ရဲ့စစ်စစ်ရေးနှင်းမြေအချို့ကျုံသွားတာကိုအဖွဲ့ကောင်းယူပြီးအရက်ကတက်တော်တပ်ဖွဲ့ဝင်များရှိသော နေရာတွေကိုတောင်မကအရကပြည်သူလူထုကိုအ திக ပြစ်မှတ်ထားတဲ့ဒီကြောင်တိုက်ခိုက်မှုတွေကိုမနေ့ကအောက်တိုဘာ30ရက်ကစအချိန်မြင့်လောက်ဆောင်လာတာလို့ AA ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာ TNL ထိန်ချုပ်မြို့ရွာတွေကိုအောက်တိုဘာအတွင်းဒီကြောင်တိုက်ခိုက်မှုဇက်တိုက်ပြုလုပ်ခဲ့ပြီးတရုတ်ကြောင်ဝင်စီစဉ်တဲ့အောက်တိုဘာ26နဲ့28ရက်ဆွေးနွေးပွဲအပြီး TNL နဲ့အပြစ်ရဲ့သဘောတူညီမှုရခဲ့လို့ဒီကြောင်တိုက်ခိုက်မှုတွေရှမ်းမြောက်မှာရှင်းလင်းသွားတာဖြစ်ပါတယ်။ စနေပဲမတိုင်ခင်အော်တိုပါလာအတွင်းမှာ TNL နေမြေကိုစစ်ကောင်စီကအချိန်၄၀လောက်လေးချောင်းကနေပုံကျဲခဲ့လို့ပြည်သူ၅၀လောက်သေဆုံးက60ကျော်တန်ရာရရှိခဲ့ပါတယ်။အဲဒီလိုရှမ်းမြောက်မှာအပြည့်ရက်ပြီးနောက်အော်တိုပါ30ရက်ကစပြီးအေအေထိန်ချုံမြို့နယ်တွေကိုလေးချောင်းစစ်စစ်ရေးဇက်တိုက်ပြုလုပ်လာလို့နေရက်အတွင်းပြည်သူတွေသေဆုံးထိခိုက်မှုတွေအများပြားဖြစ်ခဲ့ရပါတယ်။အော်တိုပါ30ရက်တနေ့တည်းမှာစစ်တွေမျိုးရက်သေးတောင်မျိုးပုံနာချုံမျိုးပောက်တော်မျိုးနဲ့ကြောက်ဖြူမျိုးစင်းချောင်းတိုက်နယ် ကုံကွေရွာကိုစစ်ကောင်စီလေးကြောင့်ရေကြောင်လက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့အရဲသားပြည်သူလူထုများတဲ့ကသေဆုံးသူ၈ဦးနဲ့ဒဏ်ရာရသူ22ဦးရှိခဲ့ကြောင်းအေအေကအတည်ပြုထားပါတယ်။ဒါပြင်ဒီကနေ့မှလည်းပုံနာကျွန်းတို့နဲ့ပန်းဒီလာရွာအားလေးကြောင်ကနေပုံကျဲတိုက်ခိုက်ခဲ့လို့အရဲသား၄ဦးသေဆုံးကဒဏ်ရာရသူတွေက10ဦးဟာပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အာရကပြည်သူလူထုအပေါ်လေးချောင်းကနေတရေဘောကြောင့်စွာဘုံကျဲတိုက်ခိုက်မှုတွေအပေါ်ပြင်းထန်စွာဆုံရှပြီးပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုအထူးသတိထားကြဖို့အေအေကချက်လောင်းအသိပေးထားပါတယ်။မြန်မာတနိုင်ငံလုံးအနေပြားကစီရေးနဲ့လုံးဝမသက်ဆိုင်တဲ့အယက်သားပြည်သူနေထိုင်ရာမြို့ရွာစတင်ကြောင်းစေယုံလူနေထူထပ်တော်ရက်ကွမ်းဘာသာရေးလူမှုရေးပွဲတွေကြောင်းဖြစ်ပေါ်လာတဲ့လူစုလူဝေးတွေရှိရာနေရာတွေကို လူမဆန်စွာတရေပေါ်ကြောက်စွာနဲ့လေကြောင်းခါနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးဒရုန်းများနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာဟာစစ်ရဆွေးမှုကိုပြောင်ကြားကြကျူးလွန်နေပြီးလူသားမျိုးနွယ်အပေါ်လက်နက်အားကိုနဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့အေအေကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာစစ်ရှုံးနေမှုတွေကိုဖုံးကွယ်ဖို့စူးစမ်းအားထုတ်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူလူထုတွေအပေါ်အကြမ်းဖက်တပ်ဖြတ်နေတာကန်းကုတ်အောင်ရက်ဆက်ရုံးလာနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း၊ရေကြောင်းနဲ့ကြီးရုံးများတိုက်ခိုက်မှုရကိုအရင်ထက်ပိုသတိထားဖို့စစ်ရေးအသည့်အပြည့်အဝနဲ့ မင်းညာအချိန်မရွေးရှိကြဖို့တိုက်တွန်းထားပါတယ်။အေအေနဲ့စစ်ကောင်စီကြားစစ်ရေးအခြေအနေတွေကိုလည်းထုတ်ပြန်ကြမှာသတိပေးထားပါတယ်။လက်ရှိအခြေဟာစစ်ကောင်စီတပ်ဟာအရကတတိလုံးနီးပါအောင်လက်လွတ်ဆုံးရှုံးဖို့လက်တကမ်းအလိုရောက်နေတယ်လို့ဒပြိုင်ထဲမှာရခိုင်ယူမနဲ့နေပြည်တော်ထိဆက်လျက်ရှိသောမကိုးတိုင်းမကွေးတိုင်းနဲ့အေရော်ဒီတိုင်းအစရှိသောနေရာတွေအပြင်အေအေစစ်ရေးလှုပ်ရှားနေတဲ့နေရာအချို့မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်းအေအေကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးမြောက်ရီမြို့တောင်ဘက်မှာစစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့စစ်တပ်လမ်းကြားတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တပ်ပြစ်ခတ်မှုကြောင့်ဖလူရွာကတရုတ်လုံငန်းဆိုင်မီးပန်းကိုတောင်120မမလက်နက်ကြီးကြီးထိမှန်ပြီးမီးလောင်ပေါက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကင်းပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်မှာတိုက်ပွဲပြင်းထန်နေပြီးနေစဉ်စစ်ကြောင်းထုတ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ရှေ့မတိုးနိုင်ပဲလမ်းကျနေတယ်လို့တမဟာချောက်နေမြေကစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။တိုးတာကနေတိုင်းပင် နေတိုင်းလမ်းကျတဲ့ ညခနဲ့ဒီနေ့တော့စကားစတော်တော်ထိနာလို့တက်မဟာ6နေမြေကစီရေးတရင်ရေးမြေကပြောပါတယ်တမန်၂၂လောက်ခန့်တရင်တွေကနေစဉ်စစ်ကြောင်းထုတ်ဖို့ကြိုးပမ်းနေတာလို့ဆိုပါတယ်။ဒီကနေ့အောက်တိုဘာ31ရက်မှာလေစစ်ကောင်စီတပ်ဖြစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်အချိုးပြုတ်တက်မတော် DKPA ထိန်းချုပ်ဒေသဖလူရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မိဘန်းကိုတောင်120မမလက်နက်ကြီးကြီးထိမှန်ပြီးဘီးလောင်ပောက်ကွဲမှုဖြစ်ခဲ့တယ်လို့လေသတင်းရင်းမြစ်ကပြောပါတယ်။ စစ်တပ်ကလေကေကော်ဒေတာကိုစက်တင်ဘာ23ရက်ကစပြီးဓမ္မ22လောက်ခန့်တရင်တွေကို၃ရင်းဝဟဖွဲ့ပြီးဘူဟာ၃ခုနဲ့ဖွဲ့ပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါဘူဟာ221ဘူဟာ222ဘူဟာ223ဆိုတဲ့သုံးဘူဟာနဲ့ဝဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ဘူပေါင်းစစ်စင်ရေးမှုဘုံမူသူရာစောတာဘော်ကအော်တိုဘာ23ရက်မှာသတင်းဌာနကိုပြောထားပါတယ်ကင်ဒီနယ်လေကေကော်ဒေတာကိုတမ22လောက်ခန့်ဘူဟာ၃ဘူဟာနဲ့ စစ်သားအင်အား1200ကျော်သုံးစစ်ကြောင်းထုံးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတလအတွင်းမှာထူးထပ်ရင်မှုတအုပ်အပါဝင်150ခန့်တည်ဆုံးပြီး20ခန့်တရားရရှိကအထိနာနေတယ်လို့ဘူပေါင်းစစ်စင်ရေးမှုဘုံမှုသူရစောတာဘောကပြောပါရယ်လေခိခေါ်တေတာတိုက်ပွဲတလအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးမြေပြင်မှာတင်းစီရမိတာကလက်နက်၅လက်နဲ့စစ်သားတအုပ်ဖမ်းဆီးရမိတယ်လို့လည်းဆိုပါရယ်စစ်တပ်ဟာလေကိကော်တီတာတိုက်ပွဲအတွင်းမှာစစ်မှုတန်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအုံထုတ်ထားတယ်လို့သူကပြောပါရယ်